တနင်္သာရီအခြေဆိုင်အမှတ်958ချင်းမြတက်ရင်ကစစ်ကောင်စီတပ်သားတဲ့2ဦးလက်နက်တွေယူလာပြီးမတ်လ25ရက်ကအလင်းဝင်လာတယ်လို့ NUG အစိုးရကကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဒေါနာတက်ရင်က ထုတ်ပြန်ပါတယ်စစ်မှုထမ်းဥပဒေကိုတုံးပြီးစစ်သားစုဆောင်ခံရသူတပ်သားအာကာတင်လင်းနဲ့တပ်သားနေလင်းအောင်တို့အလင်းဝင်လာတဲ့အကြောင်းဒေါနာတက်ရင်ကအသိပေးပါတယ် စစ်တင်တန်းကာလကလေးကထွက်ပြေးဖို့ကြိုးစားနေတာဖြစ်ပြီးတင်တန်းဆင်းပြီးနောက်တပ်မှတာဝန်ကြခြင်းအခွင့်အရေးရတာနဲ့တပြိုင်တည်းချိတ်ဆက်ပြီးတော့ထွက်ပြေးလာတာလို့တပ်သားအာကာတင်လင်းရဲ့ပြောဆိုချက်ကိုဒေါနာတက်ရင်ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။အလင်းဝင်လာတဲ့တပ်သားတွေဟာတပ်နက်နှစ်လက်ကြီးခဲရန်တွေယူလာပြီးအလင်းဝင်လာတာဖြစ်တယ်လို့ဓာတ်ပုံမှတ်တမ်းနဲ့တကွာအသိပေးပါတယ်။အဲ့ဒီတပ်သားနှစ်ဦးဟာ ကျေးရွာမှာနွားကြောင်းနေချိန်စစ်ကောင်စီတပ်ရဲ့တပ်သားစုဆောင်းခံခဲ့ရသူတွေဖြစ်တယ်လို့ဒေါနာတယင်းကထုတ်ပြန်ပါတယ်။မွန်နဲ့တနင်းသာရီဒေသတို့မှာစစ်ရေးလှုပ်ရှားနေတဲ့ဒေါနာတယင်းစီအလင်းဝင်လာသူဦးရေဟာဒီ2025နှစ်စကနေအခုချိန်ထိဆိုရင်73ဦးရှိလာပြီလို့သိရပါတယ်။အလင်းဝင်လာသူတွေကိုကောင်းကောင်းမွန်မွန်လက်ခံထားရှိသလို PDF တပ်ဖွဲ့ဝင်ဖြစ်တာဝန်ထမ်းဆောင်လို့သူတွေလည်းရှိတယ်လို့ဒေါနာတယင်းကအသိပေးပါရရှင်။ ီနေ့မတ်လ29ရက်မနက်ပိုင်း9:00နာရီခွဲဝန်းကျင်ကမန္တလေးမြို့ကျောင်းအနောက်ချမ်းအောင်မြေသာဆန်မြို့နယ်ထဲမှာရှိတဲ့အာနာသိစစ်တပ်တပ်ဆွဲရဘန်ကာတခုလက်လုံမိုင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခံရပါတယ်။အောင်မြေသာဆန်မြို့နယ်မေဃဂီရီရက်ကွက်82လမ်းနဲ့လမ်း20မှာရှိတဲ့တဝကူဖျားပေးတပ်ဆွဲထားတဲ့ဘန်ကာကိုလက်လုံမိုင်းနဲ့ပြစ်ခတ်သွားတာလို့မြို့ကန်တအူးကပြောပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့မသိရသေးပါဘူး။ ဒါပေမဲ့ပောက်ကွဲမှုကကြီးကြီးမားမားဖြစ်ပွားတာမရှိဘူးလို့မြို့ကန်ကအသိပေးပါတယ်စစ်တပ်ဝါဒဖြန့် Telegram Channel ကဖော်ပြလာတဲ့ဓာတ်ပုံအရတဝက်ကိုဖျားပေးမှာလုံခြုံရေးယူထားတဲ့တဲအိတ်ဘဏ်ကရှိပောက်ကွဲမှုဖြစ်ပွားတာတွေ့ရပါတယ်အဲ့ဒီနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခင်းဖြစ်တဲ့နေရာကိုရောက်လာပြီးလမ်းသွာလမ်းလာတွေကိုစစ်ဆေးတာတွေလည်းပြုတ်လုခဲ့တယ်လို့သိရပါတယ်။သူတို့တက်ဆွဲထားတာကြာပြီ။သူတို့ရှိနေတဲ့လမ်းတစ်လျှောက်ကိုလည်းပိတ်ထားတာကြာပြီ ဖြတ်သွားလို့မရဘူး။ရှောင်ကွင်းသွားနေရတာလို့ရက်ွက်တွင်နေထိုင်သူတဦးကပြောပါတယ်။ပောက်ကွဲမှုဖြစ်တဲ့အဲ့ဒီနေရာဟာမန္တလေးနယ်တွင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအနီးဝန်းကျင်မှာရှိပါတယ်။ပြီးတော့ဒီနေ့မှကြာရောက်တဲ့စစ်တပ်ရဲ့တပ်မတော်နေအခမ်းအနားကိုလပခထဲမှာကျင်းပခြင်းနဲ့လည်းတိုက်ဆိုင်နေပါတယ်။အဲ့ဒီနေရာနားမှာဆိုရင်လေကျုံအနောက်ချမ်း၁၆လမ်းနဲ့၂၂လမ်းမှာ လပခရှိရာနန်းတွင်ဝင်ပေါက်ကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်အဆောင်ကိတ်ရှိသလိုမြမစီပေါ်ရေးဘဏ်နှစ်ရှိကလုံခြုံရေးအဆောင်ကိတ်တွေလည်းရှိနေပါတယ်ရှင်။အမေရိကန်စီတင်သွင်းတဲ့ကားနဲ့ကားအစိတ်ပိုင်းတွေကိုအခွန်25ရာခိုင်နှုန်းကောက်သွားမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကကြေညာခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာအမေရိကန်က နိုင်ငံတကာနဲ့ကုန်သွယ်ရေးဆိုင်ရာခါတိတဲ့အပြိုင်မှုတွေကိုဒီဂရီတိုးမြင့်သွားစေမယ့်ခြေလှမ်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။ထရမ့်ကအခုနောက်ဆုံးကြေညာတဲ့အခွန်စည်းချက်မှုအသက်မှာကားတွေအတွက်အခွန်စည်းချက်မှုဟာဧပြီလ2ရက်နေ့မှာစတင်အသက်ဝင်မယ်လို့ပြောပါတယ်။ကားအပိုပစ္စည်းတွေအတွက်အခွန်စည်းချက်မှုကတော့မေလဒါမှမဟုတ်အဲ့ဒီထက်နောက်ကျပြီးမှစတင်မှာဖြစ်ပါတယ်။အခွန်စည်းချက်မှုအသက်အရာ တင်သွင်းလာတဲ့ကားတွေနဲ့ကားအပိုပစ္စည်းတွေရဲ့တန်ဖိုး25ရာခိုင်နှုန်းနဲ့ညီမျှတဲ့အခွန်ကိုပေးဆောင်ရမှာပါသူရဲ့ဆုံးဖြတ်ချက်ဟာအမေရိကန်ရဲ့ပြည်တွင်းကားထုတ်လုပ်မှုကဏ္ဍကိုအရှိန်အဟုန်နဲ့မြင့်တင်ပေးနိုင်ပြီးအလုတ်အကင်အသစ်တွေရင်းနှီးမြုပ်နှံမှုအသစ်တွေတိုးပွားလာစေမှာဖြစ်တယ်လို့ထရမ့်ကကြွေးကြော်ခဲ့ပါတယ်ဒါပေမဲ့ဈေးကွက်လေးလာသူ တချို့ကတော့ American C တင်ပို့မဲ့ကားတွေထုတ်လုပ်မှုယာယီရက်ဆိုင်တာ ဈေးတွေတက်လာတာမဟာမိတ်တွေနဲ့ဆက်ဆံရေးပိုအေးခဲ့လာတာတွေအရင်ဆုံးကြုံလာနိုင်တယ်လို့ထောက်ပြထားပါတယ်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်ဟာပြည်ပကနေကားအစီးရေ၈တန်းဝန်းကျင်တင်သွင်းခဲ့ပြီးတန်ဖိုးအဖြစ်ဒေါ်လာ240ဘီလီယံဖိုးလောက်ရှိခဲ့ပါတယ်။ပြည်တွင်းမှာကားရောင်းချမှုအားလုံးရဲ့ထက်ဝက်လောက်ဟာလည်းပြည်ပကနေတင်သွင်းလာတဲ့ model တွေဖြစ်ပါတယ်။မက္ဆီကိုဟာအမေရိကန်ကိုကားတင်သွင်းမှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီးအဲ့ဒီနောက်မှာတော့တောင်ကိုရီးယား ဂျပန်၊ကနေဒါနဲ့ဂျာမနီတို့ကအစဉ်လိုက်ရပ်တည်နေပါတယ်။ထရမ့်ရဲ့အခွန်စည်းကြမှုအစီအစဉ်သက်ဟာကမ္ဘာကားဈေးကွက်နဲ့အပိုပစ္စည်းဈေးကွက်တွေကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်လာစေနိုင်ပါတယ်။အခုကိစ္စနဲ့ပတ်သက်လို့ထိခိုက်နေနာမှုရှိလာမဲ့နိုင်ငံတွေဘက်ကလည်းဘယ်လိုပဲပုံတုံ့ပြန်မလဲဆိုတာကိုစဉ်ချင်းစဉ်းစားနေပါတယ်။ဂျပန်ဝန်ကြီးချုပ်ကအမေရိကန်ရဲ့အခွန်စည်းကြမှုကိုတံပြန်ဖို့အတွက်သူ့ရဲ့အစိုးရဟာဖြစ်နိုင်ခြေရွေးချယ်မှုမှန်သမျှကိုလေ့လာနေတယ်လို့ပြောပါတယ်။ Toyota, Nissan, Honda စတဲ့ကားကုမ္ပဏီတွေရဲ့မိခင်နိုင်ငံဖြစ်တဲ့ဂျပန်ဟာကမ္ဘာပေါ်မှာကားတင်ဖို့ရောင်းချမှုဒုတိယအများဆုံးနိုင်ငံအနေနဲ့လည်းရပ်တည်နေပါတယ်။တိုးမြင့်မဲ့အခွန်အစည်းကြမှုအသစ်တွေကိုတာဝန်ယူတင်သွင်းတဲ့ကုမ္ပဏီကအစိုးရစီကိုပေးသွင်းရမှာဖြစ်ပြီးအဲ့ဒီအတွက်လည်းသက်ဆိုင်ရာကုန်စည်ရဲ့ဈေးတွေကမြင့်တက်လာမှာပါ။လေလာသူတွေကတော့ American မှာပြပသွင်းကုန်မော်တော်ကားတွေရဲ့ဈေးဟာဒေါ်လာထောင်နဲ့ချီပိုများလာနိုင်ကြောင်းပြောကြားထားပါရှင်။ မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်ကဉာဏ်ရည်တု AI နည်းပညာသုံးဖောက်ခွဲရေးဒရုန်းတွေစမ်းသပ်မှုကိုကိုယ်တိုင်ကြီးမှုခဲ့တယ်လို့အစိုးရမီဒီယာက ဖော်ပြပါတယ်။စစ်လက်နက်တွေမှာ AI နည်းပညာထည့်သွင်းပေါင်းစပ်ခြင်းဟာနိုင်ငံရဲ့စစ်ရေးနည်းပညာအဆင့်မြင့်မုံမှန်မှုတွေမှာဦးစားပေးအဆင့်ထည့်သွင်းဖို့ကောင်းဆောင်ကြီးကင်ပြက်ရွေးချယ်မှုဖြစ်တယ်လို့မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနကမတ်လ29ရက်နေ့မှာရေးသားထားပါတယ်။ကင်ကဒရုန်းတွေမှာ AI နဲ့အဝေးထိန်းနည်းပညာတွေ ထိထိရောက်ရောက်ဖြစ်တင်းဖို့ဟာအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တယ်လို့ညွှန်ကြားခဲ့ကြောင်းသိရတာပါ KCNA ကထုတ်ပြန်တဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတော့ဖောက်ခွဲရေးဒရုန်းတစ်စီးကတင့်ကားပုံဖန်တီးထားတဲ့ပြင်မှတ်တူစီစိုက်ဆင်းသွားပြီးပောက်ကွဲသွားတာကိုတွေ့ရပါတယ်ပြီးတော့တာမန်တိုက်လေရင်တစ်စီးထက်ပိုကြီးတဲ့ဒရုန်းတစ်စီးရှိမှာကင်ဂါစစ်တပ်အရာရှိတွေနဲ့အတူစကားပြောရင်းလမ်းလျှောက်နေတဲ့ဓာတ်ပုံကိုလည်း KCNA ကထုတ်ပြခဲ့ပါတယ် မြောက်ကိုရီးယားဟာဖောက်ခွဲရေးဒရုန်းတွေကိုလက်နက်တိုက်ထဲအလုံးအရင်ဖြည့်တင်းနိုင်ဖို့ပိုကြိုးစားလာနေပါတယ်။မြောက်ကိုရီးယားဒရုန်းနည်းပညာလှင်းလင်းမြန်မြန်တိုးတက်လာတာဟာပြီးခဲ့တဲ့နှစ်ကရုရှားနဲ့စစ်ရေးပူးပေါင်းမှုသဘောတူညီချက်ရဲ့ရလဒ်တစ်ခုလို့လည်းယုံကြည်ရပါတယ်။ပြီးတော့ယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားတပ်တွေပါဝင်တိုက်ခိုက်နေခြင်းကလည်းခေတ်သစ်ဒရုန်းစစ်ဆင်ရေးတွေနဲ့ပတ်သက်လို့အရန်အရေးကြီးတဲ့စစ်မြေပြင်အတွေ့အကြုံတွေကိုစုဆောင်းရရှိပြီးသားလည်းဖြစ်လာစေပါရဲ့ရှင်။